မင်္ဂလာပါရှင်ဒီ channel လေးရနေပြီးတော့မြန်မာသားယဉ်ဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တသမာတန်မြန်မာသားဖတ်စာမှာ ပါဝင်တဲ့ယောက်ျားအမှန်ဆိုတဲ့ဝိတ္ထုတိုလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီဝိတ္ထုတိုလေးကတော့ ဝိတုတိုလေးရတော့ယောက်ျားတွေရဲ့မှန်ကန်တဲ့စိတ်ဓာတ်မှန်ကန်တဲ့လုံးရက်ကိုနော်ပြခြင်းနဲ့အကြောင်းနဲ့အမျိုးသမီးတွေဟာအခက်အခဲနဲ့ကြုံလာတဲ့အခါမှာဖြည့်ရှင်းသွားတဲ့ဖြည့်ရှင်းနီးလန်းလေးတွေကိုသိကျင်လို့ဒီဝိတုတိုလေးကိုထည့်သွင်းပြီးတော့သင်ပြထားတာဖြစ်ပါတယ်။ကဲဒါဆိုရင်ယောက်ျားအမှန်ဆိုတဲ့ဝိတုကို မဖက်ပြခင်မှာ ူဝိတုတော်ကိုရေးသားခဲ့တဲ့ဆရာပီမိုးနဲ့အကြောင်းကိုအနှဲငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ယောက်ျားအမန်းဆိုတဲ့ဝိတုတော်ကိုဆရာကြီးပီမိုးနဲ့ရေးသားတဲ့ပီမိုးနဲ့ဝိတုပရေသာအမှတ်၁စာအုပ်ကနေကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ပီမိုနင်းဟာ30မြို့ဇာတိဖြစ်ပါတယ်မြန်မာတက်ကရ1245ခုနှစ်ခရစ်နှစ်1883ခုနှစ်တွင်ဖွားမြင်သည် ငဲမီမာမောင်ကျော်ညွန့်ဖြစ်သည် မွေးဖွားချိန်တွင် မိုးနှင်းများထူထပ်စွာကြသည်ကိုစွဲ၍မိုးနှင်းဟုခေါ်ကြသည်ပီမိုနင်းသည်ကျောင်းဆရာအလုတ်စာရေးဆရေးအလုတ်ဘာသာပြန်ဆရာအလုတ်ဘိန်းဆရေးအလုတ်လယ်သမားအလုတ်စသည်ဖြင့်ဘဝမျိုးစုံကျင်းလည်ခဲ့ဘူးသည် ရန်ကုန်အလုံရက်ဘက်ပတိကျောင်းတွင် လက်တင်ဘာသာဆရာအလုပ်ကိုမြမအမီမောင်ကျော်ညွန့်နှင့်ရှောက်ရာမရသည်ဖြင့်ငယ်မီမိုးနှင်းကို မိုးနှင်းဟုပြောင်းကာရှေ့မှာဖိလိအတူကပီကို ပီတလုံးထဲသွင်း၍ပီမိုးနှင်းအမီနှင့်ရှောက်မှ အလုပ်ရခဲ့ပြီ။ သူရိယနှင့်မြမအလင်းသတင်းစာကဝိမျက်မှန်ကဝိတကွန်ဗြိတိရှဘာမာတကွန်မဂ္ဂဇင်းစသည်တို့တွင်ဝိတုဆောင်းပါမပြတ်ရေးခဲ့သည် ပီမိုးနှင့်မောင်ကျော်ပိုက်ဆံကြီးတို့မှသူဤကလောင်နံမီများဖြစ်သည်ပီမိုနင်းသည်စိတ်ကူးညံထက်မြက်သူဖြစ်သည် အသေးအဖွဲကလေးကိုပင်စူးစူးရှာရှာကြည်တက်မြင်တတ်သည် မြင်တဲ့လောက်ကိုလည်းပေါ်ပေါ်လွင်လွင် ဖွဲ့တတ်သည်အနောက်တိုင်းစာပေမှအမြင်သည့်သဘောသည့်တို့ကိုလက်ခံ၍မြမစာပေကိုစမ်းသည့်အောင် အထုတ်ခတ်သူလည်းဖြစ်သည် တိုင်းမီနှင့်ကလောင်ပေါ်တွင်သစ္စာရှိသော စာရေးဆရာကြီးဖြစ်သည်ဒါလေးကတော့ဆရာကြီးပြမိုးနှင်းအကြောင်းအတူချုပ်ကလေးဖြစ်ပါတယ်ကဲဒါဆိုရင်ယောက်ျားအမှန်ဆိုတဲ့ဝိတုတ္တလေးကိုဆက်လက်ပြီးတော့ဖတ်ကြည့်အောင်ဖတ်ကြည့်ပြီးရင်ဆရာကြီးက ဘာကြောင့်ဒီဝိတုတိုလေးကိုရေးဖွဲ့ခဲ့တာလဲဘလို့ရည်ရွယ်ချက်နဲ့ရေးဖွဲ့ခဲ့တာလဲဘလို့အကြောင်းကြောင့်လဲဆိုတာကိုလေ့လာဆန်းစစ်ကြားရမှာဖြစ်ပါတယ်ကဲဒါဆိုရင်စပြီးတော့ဖတ်ကြည့်အောင်ယောက်ျားအမှန်ပါထုံးသည်ကြံရမရဖြစ်၍နေလေ၏ဆယ်နာရီခန့်အချိန်မို့လာလဲမရှိ လမ်းမှာမဲမှောင်၍နေလေ၏မော်တော်ကားမှာဘယ်လိုလုံး၍မှမရချောလို့လည်းမသွားကြမ်းလို့လည်းမလုံအတင်းဆွဲလုံး၍နေလေ၏အချောင်းမတော်ကအသွာအလာတို့ကို မျောတော်လဲရက်ရန်ခော်၍မရတဟုန်တီးသွားသောဘက်စကားကြီးတစည်းမတပါ တခြားဘယ်သူကမှမပေါ်လာ အင်းစိန်နှင့်မော်ဘီဆက်ချားမှာ လမ်း၌ဇွဲလုတ်သောကားပေါ်တွင်အိပ်ရတော့မလို့ဖြစ်၍နေလေ၏နောက်ဆုံးစိတ်ကိုလုံလုံကြီးလျှော့ပြီးအနီးအနားကိုကြည့်လိုက်ရာမဲမောင်သောခြံတစ်ခုအတွင်းမှမိအောင်ကလေးကိုမြင်ရသဖြင့်ဝင်၍သွားလေ၏သေးငယ်သောအိမ်ကလေးအနီးသို့ရောက်သောအခါခွေးကြည့်စမ်းမခမားဟုအော်လေလျင်အိမ်အောက်ထပ်မှဆွဲမိအိမ်ကိုကိုင်းလျက် ဘသူလဲခွေးတော့မရှိပါဘူးဟုပြော၍ထွက်လာတော်သူသည်ဆွဲမိအိမ်ကိုမြှောက်၍ကြိလိုက်လေ၏ဆွဲမိအိမ်မိအောင်တွင်အလွန်လှသောမျက်နာကလေးကိုပါထုံးမြင်ရလေလျင်ပါထုံး၏ရင်ထဲမှာဘာလုံးလုံးဖြစ်သွားလေ၏ဘာထုံးသည်အံ့အားသင့်ပြီးမနီးမဝေး၌ရက်ကပြေဘက်ကကားနဲ့လာတာအခုကားပြက်နေတာနဲ့ဝင်လာတာပဲဘယ်နဲ့လောက်ရမလဲမသိဘူး ဒီအနည်းမှလည်းဒီအိမ်တစ်ခုပဲ တွေ့တာပဲရှင်းကဘယ်မှာထားခဲ့သလဲတယောက်ထဲလားတယောက်ထဲပါပဲဒီညတော့ကြွားကြနေတာပဲမင်းမပြောသည်တစ်စက္ကန့်မြတ်စိုင်းပြီးဒီလိုဖြင့်ဘယ်နဲ့လုံးမလဲမကြံတတ်အောင်ရှိတာပဲတညဒီမှာတဲကိုရရင်ကျေးဇူးအင်မတန်တင်ပါပဲမင်းမပြောသည်တဖန်စဉ်းစားပြီးဒီလိုဖြင့် ကျမဟိုတင်ကျမယောက်ျားကိုသွားပြီးမေးလိုက်အောင်မယ်ဟုတ်ပြောပြီးအိမ်မော်ကိုတက်၍သွားလေ၏အိမ်ကလေးမှာလူတရက်သားသာမြင်သောဇလီသက်အိမ်မက်ကလေးနှင့်တူလေ၏အတန်းကြာလင်ဆင်း၍လာပြီးကျမဟိုတင်ယောက်ျားကတဲကိုနိုင်ပါတယ်လို့ပြောတယ်ဒါထက်ရှင့်ကဘယ်နှလုံးမလဲ ကားကအော်စတင်ကားလေးပါ တူးယူရင်တွန်းယူရင်ရပါတယ်ဘယ်မှာလဲဟုပြောပြီးမင်းမပြိုက ထွက်၍လာလေ၏ဘာထွန်းသည်မင်းမပြိုဖော်ရွေပုံကိုမြင်ရသဖြင့်အားတက်က၎င်း၏လက်ကမိအိမ်ကို တောင်းယူပြီးကားရှိရာသို့သွားလေရာမင်းမပြိုလိုက်ပါ၍သွားလေ၏ဘာထွန်းကအာနာကြောင့်မိမိဒုက္ခလာ၍ပေးကြောင်းပြောလေ၏မင်းမပြိုက ကိစ္စမရှိပါဘူးကျမယောက်ျားကလူမမာတွက်ချပါရကိုင်းနေလို့မထနိုင်ဘူးနှုတ်မဟုတ်ရင်သူလာပြီးကူညီပါရဲ့ဟုပြောလေ၏မကြမီပါထွန်းသည်ကားကိုတွန်း၍လာလေ၏မင်းမပြူကလမ်းပြလေ၏အိမ်တို့ရောက်တော့အခါရှင်စားတော့ပြီးပလားရန်ကုန်ရောက်မှစားမယ်လို့အောက်မေ့ပြီးဘာမှယူမလာခဲ့မိဘူး ဒီလိုဖြင့်အခန့်သင့်ပဲအဲ့တဲ့များလာမယ်ဆိုလို့ချက်ပြုတ်ထားတယ်လာလဲမလာကြဘူးထိုင်ပါဟုပြော၍ကိုပစ်ကိုပြလေ၏မီးအိမ်ကိုကိုပစ်ပေါ်၌ထားခဲ့ပြီးမင်းမပြိုသည် ပေါ်ပန်းလင်းမြန်သောတမင်မာလေးပမာလုံးပြည့်သော ငရန့်ကိုလုံးကလေးနှင့် အိမ်မော်တို့တက်သွားလေ၏မကြာမီကိုပစ်ပေါ်၌စားစရာတွေပြင်ပြီးဖြစ်လေ၏ ဘာထွန်းသည်ချက်ပြုတ်ထားသည်ဆိုသော အစအစာတို့ကိုမြင်သောအခါအံအောတွဲတော၍နေလေ၏မင်းမပြုံမှာ အသက်20ကျော်ခန့်ရှိ၍တောသူနှင့်မတူလွန်စွာတာနာသည်မှာတာလွန်အံ့ဩပွဲ ဖြစ်၍နေလေ၏အစအစာများမှာပေါင်မုံနှင့်ဘူးထဲမှထွက်သော အသားဝဲဥကြောင်းငါးသက်တာဆော့စ်ပလင်းဇွန်ခရင်စသည်များဖြစ်ကြလေ၏ ဘာထွန်းသည်မေးမြန်းခြင်းမပြုဘဲပုံမိုလှသည်ဟု ထင်မှတ်ရသော မေးမပြုကိုကျေးဇူးတင်သော အမှုအရာနှင့် မကြမကြာကြည်ရင်စားလေ၏မေးမပြုသည်ကားအပားမှာပင်ထိုင်လျက်စားပါအာမနာပါနှင့် စားတာတောက်တာဟာရှက်စရာမဟုတ်ပါဘူးမရှက်တတ်ပါဘူးကျုပ်စားပြီဆိုရင်အင်မတန်ပါဇက်တယန်းနေအစားကောင်းကြိုက်တတ်တာနဲ့အခုစားရတဲ့အစာကိုကြည်ရင် အပြိုရှာကညာတွေ့ဆိုတာကြနေတာပဲဒါအထက်မဟိုရင်းရဲ့ယောက်ျားမမားနေတာဘလောက်ကြာပလဲနာမည်ဘသူပါလဲဟုမေးလေ၏ကိုပါစောလို့ခေါ်ပါတယ်လဲတာအဟမ်းသုံးလလောက်ရှိပါပြီဒါအထက် ထမင်းတော့မရှိဘူးတင်းတိမ်ပါမလားဟင်းကျွေးတာကျမအသင့်ပြင်ထားတယ်ထမင်းတော့သူတို့လာမှချက်တန်လဲချက်မယ်စိတ်ကူးပြီး တင်းတိမ်ပါတယ်ပေါင်မုံကလက်လက်ဆက်ဆက်ပဲဒီကနေ့ပဲကျမလည်းရန်ကုန်ကဘတ်စကားကြုံတာနဲ့ပြန်လာလို့ဝဲခဲ့တယ်အခုသူတို့မလာတာနဲ့ရှင်ရောက်လာတာအခန့်သင့်ပဲမနေ့ဖြန်ကမှလာကြမယ်ထင်ပါရဲ့မနေ့ဖြန်တော့မလာနိုင်ကြဘူးကြောင်းဖွင့်ပြီးကြောင်းဆရာမများပါ ်။ဩဒီလိုဖြင့်ကျုပ်ကုသူပေါ်ဟုပြောပြီး၎င်းယောက်ျားကိုပါစောဆိုသူကိုတွေးကာတနာတလူဖြစ်၍နေလေ၏။စိတ်ငြိမ်တဲ့နေရာပဲလူမမာတော့အင်မတန်အားငယ်ရှာလိမ့်မယ်။နှစ်ယောက်သေးပဲလား။အခုတော့နှစ်ယောက်သေးပါပဲခိုင်းတဲ့တငယ်ကလေးနဲ့တငယ်မလေးကရွာပြန်သွားကြတယ်ဒါထက် ရှင်ဒီကုတ်ပြစ်မှာအိမ်မှဖြစ်မယ်ရှင်ကားကိုလည်းစောင့်ရင်ဟု ပြောပြီးနေရာကိုပြင်လေ၏မကြမီဘာထွန်းအတွက်အိမ်ရမှာပြိုလေးများဤအိမ်ရလိုလွန်စွာတန်ရှင်းနှပ်ပဒီကို တွေးရှိရလေ၏အိမ်ရမှာကွန်းမွေးရာပါပါပြော့ပြော့ကလေးဖြစ်ရအောက်၌ဖျောင်းပစိုးတစ်ထက်ကော်စောတစ်ထက်ကိုတွေးရှိရလေ၏ အရာခင်းမှာဖြူစင်၍အနာတက်ထားသည့်ပြင်ပွေးပြန့်သောပေါန္ဒာနှံ့ကိုရလျာဘာထွန်းကအဲ့တဲ့များအတွက်အသင်ထားတဲ့အိယာထင်မှရဲ့ဟုမေးလေ၏ဟုတ်ပါတယ်အခုတော့ရှင်ဖို့လို့ကြနေတာပဲလို့ပြောရွေပြောလေ၏နှစ်ယောက်သားထိုင်လျက်အတန်ကြာစွာစကားပြော၍နေကြပြီးနောက်မင်းမပြိုသည့်အိမ်မော်တို့တက်၍သွားလေ၏ ဘာထွန်းသည်မွေးကြိုင်သောအိယာဘော၌လှဲကထွေရများစွာကိုတွေးနေလေ၏လူမှဟုတ်ပါမလားကြက်အိမ်ကိုများရောက်လေသလားဒီမိမ့်မပြူဟာလူသားစားကြက်များဖြစ်ရင်ငါ့ကိုစားတော့မှာပဲလူပါပဲထင်မှရက်လေဟင်းဥစ္စာဆောင်များလားဥစ္စာဆောင်ဒီလိုချောချောလတ်လတ်လေးနဲ့မိတ်ဆွေဖြစ်ရရင်ကောတာပဲစသည်ဖြင့်တွေးပြီး ဟေတုပိစယောအာရမဏပိစယောစသည်ဖြင့်ရွရွနေလေ၏မတော်တဆကြက်ဖြစ်လျင်ဤကာရာကိုယူချင်းဖြင့်ပျောက်စေနိုင်ကြောင်းကြားဘူးလေ၏တို့ဖြစ်ရင်တို့ယူရင်ကြက်ဖြစ်လျင် ဒီကာရာကိုယူသည့်အခါအဆောက်အုံရောဘာရော အကုန်ပျက်စီးပျောက်ွယ်ရသည်ဟုကြားဘူးရသည့်အတိုင်း ပြောင်များပြောက်လေမလားပြောက်လျင်လဲမိမိမှာတင်ကြိုင်တုတ်တန်တစ်ခုခုပုံမှာအဲ့ရသားနေရမှာပဲစသည်ဖြင့်တွေးတော့ကအိမ်တိုင်များကိုတေချာစွာကြည့်လေလျင်အိမ်တိုင်များလှုပ်ရှားရိမ့်ရိုင်ရမ်းကတတိုင်းမှနှစ်တိုင်းဖြစ်ပြီးပြောက်တော့မလို့ဖြစ်လေ၏မျက်လုံးများကိုလက်ဖြင့်ပုတ်ကတေချာစွာသတိနှင့်ကြည့်ကမပြောက်ဖဲနေသည်ကိုတွေ့ရလျင်ကြက်တော့မဟုတ်ဘူးဥစ္စာဆောင်ဖြစ်လိမ့်မယ်ထင်ပါရဲ့ ။ဥษาဆောင်ဖြစ်ရင်ငါအိတ်တဲ့အခါအပားမှာလာ၍မြအိတ်လီမလား။ငါဝိညာဉ်ကိုနှုတ်ပြီးဥษาဆောင်အလုတ်ခိုင်းလီမလား။ဥษาဆောင်ဇော်ကြီးများဟာ လူမိုင်များနဲ့တွေ့တတ်တယ်ဟု ပြောတာပဲ။ငါလိုဟန်ပန်ဟန်ဟန်ပန်ပန်လူမျိုးနဲ့တွေ့ရမရှိပါကလားဟု၍လေတွေးပြန်လေ၏။တောနေခိုင် အင်္ဂလိပ်စေးနှက်များလို့လို့အနဲ့ရလေရာအေကန်တစေပဲ မကြမီကသေးတာမို့စေးနှက်ပေးနေတာပဲ။အော်သူ့ယောက်ျားလူမမာဆိုပါကလားလေစေးတွေဝါးတွေရှိမှာပေါ့အင်္ဂလိပ်စေးနှက်ပဲသူတို့နေပုံစားပုံကဘိုးဆံမုံရတာပဲစသည်ဖြင့်အမျိုးမျိုးတွေးလေဤ ထို့သူတွေ့ရင်မိကနေပျော်သွားသလိုဖြစ်ပြီးလန့်၍နိုးလေ၏ကြည်လိုက်ရာတစ်ချံလုံးလင်းထိန်လျက်လေးတန်းလိုလိုကြားရလေ၏ဘာများဖြစ်ပါလဲတစေ၆တာလားတရေမီလားငါနေရာဟာတင်းကြိုင်ကုန်ဖြစ်မလားဟုတေချာစွာကြည်လေရာအိမ်နောက်ဖေးငပြောပင်များ၏အရွက်ကြီးတွေမီးရောင်တွေလှုပ်ရှား၍နေကြသည်ကိုမြင်ရလေ၏ဟဲကောင်ရိုးဘူး ကောင်ရုံးပုံမီးလောင်နေတာပါကလားဟိုက်ငါအိမ်နဲ့ကတ်လို့ဟင်းကူးတော့မှာပဲကူးပြီဟဲဒုက္ခပဲမီးဟုအော်ခိုက်တွင်အိမ်နောက်ဖေးနန်ရံများမှမီးကူးတော့အတန်နှင့်အယောင်ကိုကြားရမြင်ရလေ၏မီးမီးဟုအော်လေ၏တို့အော်ရင်လူမမာကိုတရိယသဖြင့်ဟင်းဒုက္ခပဲတော့ကြပါရတဲ့ပြေးနိုင်မှာမဟုတ်ဘူးဟုအောက်မေ့ပြီး အိမ်မော်တို့ပြေးတက်လျာသပင်ဖို့ရုတ်ဖရနှင့်တရေသက်တာတစ်ခုကိုစွဲလျက်ပြေးဆင်း၍လာသောမင်းမပြူကိုလှေကားပေါ်တွင်ရင်ဆိုင်တွေ့လျာစင်စင်မင်းယောက်ျားအတွက်မပူနဲ့ဟုပြောပြီးပြေး၍တက်လေ၏မင်းမပြူကကိစ္စမရှိဘူးမတက်နဲ့မိတဲ့အကုံဆွဲပြီးရှင်မတက်နဲ့ဟုပြောကဘာထုံးဤလက်ကိုဆွဲလေ၏မင်းယောက်ျားမင်းယောက်ျားသွက်ချပါတာ ကိစ္စမရှိပါဘူးစင်းမရှင်မတက်ပါနဲ့မရဘူးအိုးဒီကောင်မတော့ဘယ်နဲ့ကောင်မလဲလင်းတယောက်လုံးကိုပြစ်ပြီးဟုပြောကာအတင်းယုံ၍တက်မြီပြုတ်လျာမင်းမပြောကတစုံတရာကိုပြောရင်ဘာထုံးကိုအတင်းဆွဲလေဤဘာထုံးသည်ပြောသောစကားကိုမကြားရဘဲပြေးတက်ရာအိမ်မော်တို့ရောက်လေဤ မိတန်လေးတန်တို့မှာတဟုံဟုံမြည်လျက်အခြားပါတန်မှ မကြားရချေမိမပြိုကအော်လျက်ခေါ်လျက်သာနေလေ၏မိတောက်မိရှံများသည်ဘာထုံးကို တကားဝမှစီး၍တောလန်မောင်းချကမတက်နဲ့မတက်နဲ့ဟုနှင်းသလိုလုံနေလေ၏မိမပြိုသည်တက်လာ၍ဘာထုံး၏လုံကြီးကို ဆွဲထားလေ၏ဘာထုံးကလုံကြီးမပြုတ်အောင်ပြန်၍ဆဲရင်း၎င်းကိုလှဲ့ကဒေါသနှင့် ဒီကောင်မဟာဘယ်နဲ့ကောင်မလဲတဲရုတ်တဲ့ကောင်မပါကလားလူမမလင်းကိုမပောင်းကျင်လို့တမင်သေးချောင်းကြံတဲ့ကောင်မနင်းသွာငါ့ကိုလှုပ်ဟုပြောကအတင်းယုံပြီးမိတဲ့တိုးဝင်၍သွားလေရာမင်းမပြောကလေကားနဲ့ရက်ကရင်ကိုထုလျက်အမလေးလာကြပါအောင်မိတဲ့ပါပါပြီသေပါပြီစသည်ဖြင့်အော်ဟင့်၍နေလေ၏ထိုအခိုက်တွင် လေကား ပြုံ၍ကြလေ၏မင်းမပြုံမှာဆွေကနေခုံပြီးမျက်ပေါ်၌တရေအိတ်ကိုကင်လျက်ဒူးတုပ်၍ကြလေ၏ကြတော့လဲနာယမမသိအော်ဟေကာတာနေ၏တမိနစ်အတွင်ဘာထုံးသည်တစုံတရာကိုပွဲ့ချီကမီးရမခုံ၍ထွက်လာပြီးလျင်မျက်ပေါ်၌တစောင်းကြလေ၏မင်းမပြုံသည် ပြေး၍ဆွဲထူလေ၏ဘာထုံးသည် ပွဲ့ချီ၍လာသော အရာကိုကြည့်ကား အမလေးနာများသွားသလားဟုပြောလေ၏။တေချာစွာကြည်လေသောအခါမွေးရအဟောင်းကြီးတစ်ခုကိုဆောင်းပြူနှင့်တုတ်ပတ်ထားသောအထုပ်ကြီးဖြစ်သည်ကိုမြင်ရလျာအံ့အားသင့်လျက်ရင်ဘတ်ကိုတီးပြီးအဲ့ရာမှခတ်တာပဲပြန်တော့မတက်နိုင်ဘူးမင်းယောက်ျားရဲ့လိုအောင်းမေ့ပြီးပွေလာတာပဲဘယ်နဲ့လောက်ကြမလဲစသည်ဖြင့်ထိတ်လန့်တကြပြောလေ၏မင်းမပြိုသည်ကား၎င်း၏စကားများကိုသတိမထား ရှင်းမမီးမလောင်ဘူးလားဘယ်မှနာတော့တယ်လဲလာလာပူလာပြီဟုပြောကမီးလောင်ရဲ့နေတော့အိမ်နာမှဆွဲခေါ်လာ၏ဘာထုံးဒီက၎င်း၏မျက်နာကိုကြည့်ကဘက်နဲ့လဲနင့်လင်သေးပြီနင်ဘက်နဲ့ကောင်မလဲတွားနင်ရုပ်မာတဲ့ကောင်မငါနာလာမကက်နဲ့နင့်လင်အတွက်တော့မပူဘဲနဲ့ဟုပြောကမောင်းနှင်တွန်းဖယ်၍ပြစ်လေ၏ထိုအခိုက်တွင် လူတွေရောက်၍လာကြလေ၏ မဟုတ်ပါဘူးရှင် ကျမမယောက်ျားမရှိပါဘူးကျမရှင့်ကိုအလကားပြောတာဟင်ဘာဖြစ်လို့လဲလာလာကျမနောက်မှပြောမယ်ဘယ်မှာမီးလောင်သွားတယ်လဲဟုပြောပြီးခေါ်သွားလေဤရောက်လာသူများသည် ကားကိုမီးနစ်ဝဲအောင် အခြားသို့တွန်းပို့ကြပြီးမီးကိုမတက်နိုင်ပဲကြည့်၍သာနေကြရလေဤရေကိုလွယ်ကူစွာမရသဖြင့်တစုံတရာမတက်နိုင်ပဲနေကြရလေသည်တည်း မင်းမပြိုသည်ကပါထုံဤကိုကိုစိတ်ဆဲကြည်ရာခြေများလက်များမှာမီးလောင်ရာ မတွေ့မီးလောင်ရာ တွေ့သည်ဖြင့်တရေသက်တာကို ဖွင့်ပြီးစေဝါကရိယာအစုံနှင့် အလွန်တရာကျင်းလဲစွာစေများထဲ့ကပတ္တိများစီးပတ်၍ပေးရင်ကျမဆရာဝန်မဟိုဘက်ခြံကြီးတဲကလူမမမိမကြီးတယောက်ကို လာပြီးကုသနေတယ်ဒီခြံနဲ့ဒီအိမ်ကကျမဝယ်ထားတာမကြသေးပါဘူး အခါတိုင်းတော့လူမမာကိုကြည့်ပြီးကျမတငယ်ချင်းဆရာမမတယောက်ကားနဲ့ရောက်လာတာပဲဒီအခါတော့ဘာဖြစ်လို့မပေါ်လာသလဲမသိဘူးဒါနဲ့သူ့ကိုမျောရင်းရှင်ရောက်လာတာပဲကျမတယောက်ထဲနေတယ်လို့မပြောကျင်လို့ကျမယောက်ျားနဲ့လို့လိန်ပြောတာပါဟုပြုံးရွယ်၍ပြောလေ၏လူတွေမှာမိကိုယ်သာဂယုဆိုင်၍နေကြလေရာ၎င်းတို့နှစ်ယောက်မှာ ငပြောပင်များကြား၌လွတ်လပ်စွာရှိနေကြလေသည်အမေမင်းအခုမှအလုံးကြီးကြသွားတော့တာပဲအင်မတန်ချောတဲ့မိန်းကလေးဟာဒေါကိတာကြီးနဲ့နေရရှာပါကလားလို့တွေးပြီးတနာရင် သူ့ယောက်ျားများသေးရင်ငါတော့လို့မချင်ရင်မခံကြည့်မခံတာဖြစ်နေလို့အိတ်တောင်မအိတ်နိုင်ဘူးဟုပြောလေ၏ ရှင်ဟာသူရတ္တတိရှိတဲ့ယောက်ျားပဲဒီလိုယောက်ျားမျိုးရှားပါတယ်ဟုပြုံးဆဆနဲ့ပြောရင် စေကရိယာများကိုတရေတ္တာ၌ထဲ့၍နေလေ၏ရှားပေမဲ့မရှားရပါဘူးသို့တော်လဲတောဝိလုံမှု အဖက်မတန်ထင်မှားဆိုးရတာပဲဟုဘာထုံးကပြန်၍ပြောလေ၏ဒီလိုယောက်ျားမျိုးဟာ အဖိုးတန်ဖို့ရန်အတွက်ဝိလုံဖြစ်ဖို့မလိုပါဘူးယောက်ျားမှန်ရင် အဖက်တန်ပါတယ် ယောက်ျားမမှန်သူတွေကများနေလို့ကျမယောက်ျားမယူပဲနေတာပါအခုတွေ့ပလားဟုဘာထုံးကမေးလေတွေ့ရပါပြီရှင် တွေ့ရပါပြီဟု ကြည်ပြူစွာ ပြန်၍ပြောလေသည်ဒါလေးကတော့20ရာစုမှာဆရာကြီးပီမိုးနင်းရေးသားထားတဲ့ယောက်ျားအမှန်ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီဝိထုတော်ထဲမှာဆိုရင်သင်္ကန်းစာရဲ့ဆိုလိုရင်းလေးရတော့ကိုကျင်တရားဆောင်ထင်းခြင်း အားနဲ့သူကိုဖေးမှကူညီခြင်းသူတပားအကျိုးအတွက်အသက်ဆုံးရန်ဝေမလေးတက်ခြင်းဟာယောက်ျားကောင်းတယောက်တို့ရှိရမယ့်ကိုကျင်တရားများဖြစ်ကြောင်းကိုဖော်ပြထားတာဖြစ်ပါတယ်။ဒီဝိတုတော်လေးထဲမှာတော့ခက်စစ်အဖွင့်ရှင်လုံးကိုလေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။နံပါတ်၁ကတော့ကြက်ကျဲဆိုတာမြေရင်နေသော မကောင်းဆိုးဝါ တမျိုးနံပါတ်2ကဇလီတအိမ်မက်ထရန်ဤအနာအဆက်တို့ကိုပြင်ချက်စသည်တို့ဖြင့်ဖုံးဖိကတ်ရိုက်သောအိမ်နံပါတ်3ကဇွဲလုတ်ပေကတ်ကတ်လုတ်သည်နံပါတ်4ကတဆေ6လန့်တက်သောမကောင်းဆိုးဝါနံပါတ်5ကတောဝိလုံတောမျိုးနိုင်ရှင်းနေလုပ်ငန်းဖြင့်အသက်မွေးသူနံပါတ်6ကအလကအမှန်တကယ်မဟုတ် နံပါတ်9ကသัจ ्छा ပါဒသွေးကြောလေကြောပိတ်၍ခြေလက်စသည် မတန်မဆန်းဖြစ်သောယောဂာနှင့်နံပါတ်10ကဥ္စာဇဂျေရနာတိုက်ကိုစောင့်ရသည် ဆိုသောနာနာဘာဝတစ်မျိုးဆိုပြီးတော့ယင်ခက်စစ်အဖွင့်ရှင်လုံးကိုလေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်ဒီယောက်ျားအမှန်ဆိုတဲ့ဝိတုတိုလေးထဲမှာမေကုံလေးကတော့၅ခုပါတာဖြစ်ပါတယ်နံပါတ်1ကတော့ယောက်ျားအမှန်ဝိတုဤ ရည်ရွယ်ချက်နဲ့ရရှိသောအသည့်အမြင်များကို ဖော်ပြပါတဲ့နံပါတ်1ကတော့ကိုပါထွန်းသည်မင်းမပြိုကိုမြည်သည့်အတွက်ကြောင့်တန်တရာဝင်သည်တဲ့နံပါတ်3ကတော့ခရတပြက်ထိုးထွင်းဉဏ်သုံးတက်ခြင်းသည်မင်းမပြိုအတွက်မြည်သည့်အကျိုးများရရှိစေသည်ကိုဝေဖန်ဆန်းစစ်ပါတဲ့နံပါတ်4ကတော့ယောက်ျားအမှန်ဝိတုကို ကိုးကား၍ယောက်ျားအမှန်ဆိုသည်မှာမြည်သောယောက်ျားမျိုးဖြစ်ကြောင်း ကျိုးចောင်းပြဖြေဆိုပါနဲ့နံပါတ်5ကတော့ယောက်ျားအမှန်ဝိတုဇလန်းကိုသင်နှစ်သက်ပါသလားအဘဲကြောင့်နီးဆိုပြီးတော့ရင်လက်ကျင်ကမေကွန်5ခုကို မေးထားတာဖြစ်ပါတယ်ကဲဒါလေးကတော့တသမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ယောက်ျားအမှန်ဆိုတဲ့ဝိတုတို့လေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်